င်္ဂလာပါရှင်။လာရိတ်ပြရဲ့ Healthy Recipes မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ပဇွန်နေသားစိန်ငါးစိန်နေမှာပါနေတဲ့ Formalin ဖဲထုပ်နည်းကိုမျှဝေပေးမှာဖြစ်ပါတယ်။ပဇွန်နေသားစိန်ငါးစိန်နေမှာ Formalin ပါမယ်လို့တန်လျာရှိလို့ရှိရင် formalin တွေကိုဖဲထုတ်ပြီးတော့ရော့ပါသွားအောင်နဲပါသွားအောင်လှုပ်ဆောင်နိုင်တဲ့နည်းတွေရှိပါတယ်။ပဇွန်ကိုအရင်ဆုံး အိမ်သုံးစားနဲ့10မိနစ်15မိနစ်လောက်စိမ်ထားပါအိမ်သုံးစားကဖော်မလင်လေးကိုသူ့ထဲမှာပြောင်းဝင်စေနိုင်တဲ့ခုံပတ်တီရှိပါတယ်အိမ်သုံးစားလိုမျိုးပဲရှာလကာရီကလည်းပဲဖော်မလင်လေးကိုဖယ်ထုတ်တဲ့နေရာမှာအသုံးပြုနိုင်ပါတယ်ပိုပြီးစိတ်ချရအောင်အိမ်သုံးစားနဲ့အရင်စိမ်ပြီးရင်ရှာလကာရည်နဲ့ထပ်ပြီးတော့စိမ်ပါမယ် ဒါဆိုရင်ပစွန်မှာပါနေတဲ့ formalin နေအတော်များများထွက်သွားပါလိမ့်မယ်။စားရည်နဲ့15မိနစ်လောက်စိမ်ထားတဲ့ပစွန်ကိုရှယ်ကာရည်နဲ့ပြောင်းပြီးတော့စိမ်ပါမယ်။စိမ်ထားတဲ့စားရည်စားရည်ပြောင်းတော့ဟာလို့ဒေချာစေးပါမယ်။ ာလကရေးနှစ်စောင်းလောက်ကိုမှန်းပြီးတော့ထည့်ပါမယ်။နောက်ထပ်15မိနစ်ထပ်စိတ်ပါမယ်။ရှာလကရေးနဲ့တွေ့တာနဲ့ပစွန်ကကင်ရတာအထိတွေ့ရမတူတော့အချွဲကြီးမရှိတော့15မိနစ်ကြည်ပါပြီ။ဖော်မလင်ပါတဲ့အစားအစာတွေကိုစားမိရင်ကျန်းမာရေးအတွက်အန္တရာယ်ရှိစေနိုင်ပါတယ်။ formalin ပါဝင်မှုပမာဏနဲ့စားမိရဲ့ပမာဏပေါ်မူတည်ပြီးဖြစ်ချက်တဲ့လက္ခဏာတွေကကိုအန်နာဝမ်းလျှောတာဗိုက်နာတာအစာအိမ်အောင့်တာအသက်ရှူလမ်းကြောင်းရားရံပြီးအသက်ရှူရခက်ခဲတာခေါင်းမူခေါင်းကြိုက်တာတွေအပြင်သတိလစ်တဲ့အထိဖြစ်တတ်ပါတယ်အိမ်မပြောတာအာယုံကျောစနစ်ဆိုင်ရာပြဿနာတွေအပြင်ပြင်းထန်တဲ့အခြေအနေတွေမှာသွေးပေါင်ကျပြီးနှလုံးခုန်မမှန်တာတွေကအသက်အန္တရာယ်ရှိတဲ့အထိဖြစ်တတ်ပါတယ် အရေးပြားရရန်နေရခြင်းကိုဝင်ပြကြစေခြင်းများလည်းဖြစ်စေတတ်ပါတယ်ဖော်မလင်ကိုအနှဲငယ်စီစင်ဆက်မပြတ်စားမိရင်သို့မဟုတ်ပမာဏအများကြီးကိုတစ်ချိန်တည်းစားမိရင်ရေရှည်မှာပိုဆိုးသွားတယ်နှာခေါင်းနဲ့လည်းချောင်းကင်ဆာသွေးကင်ဆာအစာအိမ်နဲ့ဦးလမ်းချောင်းကင်ဆာတွေကို ဖြစ်စေတတ်ပါတယ်ဖော်မလင်ကိုကင်ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းကာစီနိုဂျင်အဖြစ်သတ်မှတ်ထားပါတယ်။ ဖော်မလင်ကကြောက်ကက်တဲ့အသေးကိုလည်းပျက်စီးစေတတ်လို့ဈေးဝယ်ရင်ဖော်မလင်မပါတဲ့လက်ဆက်တဲ့အသားငါးတွေကိုသာရွေးချယ်ဝယ်ယူကြပါရှင့်